PUBG Mobile ဘက်ကနေဒီနေ့တော်တော်လေးကိုကောင်းမွန်တဲ့ event တွေထွက်ရှိလာတာရှိပါတယ်ဒီ event ကနေကြီးမဲ့ဆိုရင် material လေးလုံးဝအကန့်အသတ်မရှိ free အပိုင်ယူလို့ရတာဖြစ်ပါတယ် ပထမဦးဆုံးကျော် great ထဲဝင်လိုက်ပါဒီမှာကြည့်မယ်ဆိုရင် fortune refiner ဆိုမှ event ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒီ event ရဲ့အချိန်ကိုပြောရမယ်ဆိုရင်တော့73ရက်3လနဲ့17ရက်9လအထိသွားမှာဖြစ်ပါတယ်9လလောက်အချိန်ရရှိမှာဖြစ်ပါတယ်ဒီ event မှာကြည့်မယ်ဆိုရင်အပိုင်းနှစ်ပိုင်းတွေးမြင်ရတာမျိုးရှိပါတယ်ပထမတစ်ပိုင်းကတော့သူဖော်ပြပေးထားတဲ့ reward တွေပေါ့ဗျာဒီရဲ့ reward တွေတကယ်ကျွန်တော်အကုန်လုံးယူရမှာဖြစ်ပါတယ်ဒါတွေယူပြီးသွားပြီဆိုရင်တော့ပထမတစ်ပိုင်းပြီးသွားရဖြစ်ပါတယ်ဒုတိယတစ်ပိုင်းမှာဒီရဲ့ပေါ့ဗျာ mini material တွေစမှာပဲဖြစ်ပါတယ်ဗျာဒီကောင်းနေအားလုံးနဲ့ကျွန်တော်လက်တွေ့ redeem လုပ်ပြသွားမှာဖြစ်ပါတယ်ဒီကောင်းနေကြည့်ရမယ်ဆိုရင်တော့ time limit နဲ့တွေးမြင်ရတာမျိုးရှိပါတယ်ရက်60အတွက်ရရှိမှာဖြစ်ပါတယ်ဒါ ားလေးကို redeem လုပ်ဖို့ဆိုရင်တကယ်ကျလို့ spin လုပ်ရမှာဖြစ်ပါတယ်ရှိရှိပါပထမတစ်ချိန် spin လုပ်တဲ့ဆိုရင်တော့369ပေါ့ဗျာဒီကစိန်နှုန်းချသင့်မှာဖြစ်ပါတယ်ဒုတိယတစ်ချိန် spin လုပ်တဲ့ဆိုရင်တော့699ဒီကစိန်နှုန်းချသင့်မှာဖြစ်ပါတယ်စုစုပေါင်းပေါ့ဗျာ7တစ်ချိန်တကယ်ကျလို့ spin လုပ်ရမှာဖြစ်ပါတယ်ပောက်ပြီးသား item တွေပြန်ပေါက်မှာမဟုတ်ပါဘူးဗျာဒါဆိုကျတော့ပြောစရာရှိတာဒီက spin လုပ်ဖို့အတွက်ဒီကစိန်နှုန်းတွေဘယ်ကနေရရှိမလဲဆိုတာပြောစရာရှိပါတယ်အောက်မှာရှိမယ်ဆိုရင်အပေါင်းဖော်ပြပေးထားရှိပါတယ်အပေါင်းနှိပ်လိုက်ပါဒီမှာကြည့်မယ်ဆိုရင်တကယ်ကျလို့ inventory တွေက item တွေတွေးမိရတာမျိုးရှိပါတယ်ဆီလ်ဗာတွေဘာတွေတွေးမိရတာမျိုးရှိပါတယ်အေဂျီတွေဘာတွေတွေးမိရတာမျိုးရှိပါတယ်နောက်တစ်ခုကပေါ့ဗျာဂရက်ဖစ်တီတွေဘာတွေအများကြီးတွေး မိရတာမျိုးရှိပါတယ်ဒီကောင်တွေကိုစိန်နှုန်းအဖြစ်ကျော်လဲလို့ရတာမျိုးရှိပါတယ်ကျွန်တော်အကြံပေးချင်တာတော့ဒီရဲ့ silver တော့နောက်တစ်ခုက ag currency တော့နောက်တစ်ခုကဒီရဲ့ scrap တွေပါတယ်တော့သွားမသုံးဖို့ကျွန်တော်အကြံပေးလို့ပါတယ်ဗျာဒီမှာကြည့်ရမယ်ဆိုရင် player တွေအများစုမသုံးတဲ့ပေါ်ရတဲ့ graffiti ကိုပဲလဲဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာ popularity တွေပါတယ်လည်းမလဲပါနဲ့ဗျာ graffiti ကိုပဲဘယ်လိုရွေးချယ်လို့ရလဲဆိုတော့ all item မှာတကယ်ကျွန်တော်တစ်ချက်တော့ထောက်လိုက်ပါဒီမှာကြည့်မယ်ဆိုရင် graffiti ကိုတွေးမြင်ရမှာဖြစ်ပါတယ်ဒါတော့တကယ်ချင်းလည်းအလုံးမသိတဲ့အတိုင်းပွဲထဲမှာလဲပေါ်ရတကယ်ကျွန်တော် sticker တွေပါတယ်အလောက်မကပ်ဘူးဆိုတာတော့သိကြပါတယ်ဗျာဒီကောင်တွေကိုပဲပေါ်ရတကယ်ကျွန်တော်လဲဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒီမှာတကယ်ကျွန်တော်စီမံဒီရဲ့ graffiti တွေရောအများကြီးရှိမယ်ဆိုတာသိကြပါတယ်ဒါကြောင့်ကျွန်တော် free ဆိုရင်မှပြောတာဖြစ်ပါတယ် graffiti တစ်ခုကိုကြည့်မယ်ဆိုရင်တော့ဒီရက်ပေါ်ရစိန်နှုန်း80တွေးမီရဟာမျိုးရှိပါတယ်ကျွန်တော်ဒီတစ်ခုကို select လုပ်လိုက်ပါမယ်စုစုပေါင်းကျွန်တော်190တွေးမီရဟာမျိုးရှိပါတယ်ဒီမှာတကယ်ကျွန်တော်အနေနဲ့ဒီရက်အမောက်ငွေပေါ်ရဒီကနေလဲကျွန်တော်ချိန်လို့ရတာမျိုးရှိပါတယ်ဗျဒိုင်းမဲပေါ်ရဒီရက်ကျွန်တော်စိန်နှုန်းကအများကြီးလိုမှာဖြစ်ပါတယ်ကျွန်တော်အဆုံးအထိပဲတင်ထားလိုက်ပါမယ်ဗျအဲ့ဒါပြီးကျွန်တော်ဘာလုပ်ရမလဲဆိုတော့ refine wealth ဆိုတာတကယ်ကျွန်တော်တချက်နေလိုက်ပါအဲ့ဒါပြီးတော့ကျွန်တော် okay ဆိုတာနေလိုက်ပါအဲ့ဒါပြီးတော့ကျွန်တော် sheet ထွက်လိုက်ပါမယ်ဒီမှာကြည့်မယ်ဆိုရင် open ပေါ်ရ369စိန်မှာဖော်ပြပြီးထားမျိုးရှိပါတယ်ကျွန်တော်ဖွင့်လိုက်ပါမယ်ဘာရရှိမလဲဆိုတော့ okay ဒီကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီကောင်ကိုရရှိသွားပြီ ဖြစ်ပါတယ် Happy Chicken ပေါ့ဗျာ tab ဆိုပြီးမှကျွန်တော်ပြန်ထွက်လိုက်ပါမယ်ကျွန်တော်ထပ်တစ်ခါပေါ့ဗျာကျွန်တော် spin လုပ်ကြည့်ကြည့်ရအောင်ဗျာဒီဒီမှာကျွန်တော် skip ဆိုတာလုပ်လိုက်ပါမယ် skip ကတော့ကျွန်တော် name here ဖြစ်နေပါတယ်ဒီကနေကြည့်မယ်ဆိုရင်ဒီကောင်ရရှိသွားပြီဖြစ်ပါတယ်ကျွန်တော်ဇက်တိုက်ပေါ့ဗျာသွားရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ပထမမှာပြောရတဲ့အတိုင်းပဲဒီက item အကုန်လုံးတကယ်ကျွန်တော် redeem လုပ်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးမှပေါ့ဗျာတကယ်ကျွန်တော်ဒုတိယတစ်ဆင့်တက်မှာဖြစ်ပါတယ် okay ဒါဆိုကျွန်တော်စီမှာကြည့်မယ်ဆိုရင်ဒီက sign down နေရာမလောက်တော့ပါဗျာကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင်တွေပေါ့ဗျာပြန်ပြီးမှကျွန်တော်လဲလိုက်ပါမယ် refine well ဆိုတာလုပ်လိုက်ပါမယ် okay ဆိုတာလုပ်လိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော် sheet ပြန်ထွက်လိုက်ပါမယ်ဗျာဒီကနေကြည့်မယ်ဆိုရင် crate ထဲပြန်ဝင်လိုက်ပါမယ်ကျွန်တော် open ပြန်လုပ်ကြည့်ကြည့်ရအောင်ဗျာဒီက နေချိမဲ့ဆိုရင်လည်းပေါ့ရသူဖို့ပြပေးထားတဲ့ item တွေတွေကပေါ့ရတေချာပေါက်ရရှိမှဖြစ်ပါတယ်ချိချိပါဒီကောင်ရရှိသွားပြီဖြစ်ပါတယ်ဒီမှာချိမဲ့ဆိုရင်တော့1 3 9 3လုံးဆိုရင်မှဖို့ပြပေးထားရှိပါတယ်ကျွန်တော်တို့ကဘယ်အဆင့် ठी ရောက်သွားရလဲဆိုတော့1 3 9 3လုံးက10 ठी ရောက်ရှိသွားပြီဖြစ်ပါတယ်ထပ်နှစ်ဆင့်ကျော်သွားရမှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်မလောက်ပါဘူးဒီမှာချိရမယ်ဆိုတော့ gravity ကိုကျွန်တော်ပြန်ရွေးလိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော်ဘယ်ကောင်ကိုရောင်းရမလဲဆိုတော့ဒီကောင်ကိုကျွန်တော်ပြန်ရောင်းလိုက်ပါမယ်အကုန်လုံးပေါ့ဗျာဒီကောင်ကိုဒီမှာလဲလိုက်ပါမယ် refine well ဆိုတာလုပ်လိုက်ပါမယ် okay ဆိုတာလုပ်လိုက်ပါမယ်အဲ့ဒါပြီးတော့ကျွန်တော်ရှေ့တစ်ချက်လောက်ပြန်ထွက်လိုက်ပါမယ်ဒါပြီးကျွန်တော်ဒီကောင်ကိုပေါ့ဗျာတစ်ချက်လောက်လုပ်ကြည့်ကြည့်အောင်ဗျာ skip ဆိုတာလုပ်လိုက်ပါမယ် skip ကကျွန်တော် ဒီကောင်မလဲခင်ပေါ်ရအင်းဆုံးလောက်ရတာဖြစ်ပါတယ်ကျွန်တော်ကတော့လဲပြီးမှလုံနေတော့ skip ကဘလို့မှအဆင်ပြေတာမျိုးမရှိပါဘူးဗျဒီမှာကျွန်တော် graffiti တွေဝင်လိုက်ပါမယ်ဒီကောင်ကလည်းပေါ်ပြကျွန်တော်လဲလိုက်ပါမယ်ဒီကောင်ကိုလဲလိုက်တယ်ဆိုတော့မလောက်သေးပါဘူးညာဘက်မှာသူကဖော်ပြပေးထားမျိုးရှိပါတယ်ကျွန်တော်ဒီကောင်ကိုပြန်လဲလိုက်ပါမယ်ဒီကောင်ကနည်းနည်းများသွားပြီဖြစ်ပါတယ်ဒီကောင်ကိုကျွန်တော်ပြန် short လို့ရတာမျိုးရှိပါတယ်ဗျဒီကောင်နဲ့ short လိုက်ပါအဲ့မှကျွန်တော်အရင်အတွက်ပြည်သွားပြီဆိုရင်တကယ်ကျွန်တော်လွတ်လိုက်ပါဒါပြီးတော့ refine well ဆိုတာလွတ်လိုက်ပါဒါပြီးတော့ okay ဆိုတာလွတ်လိုက်ပါအဲ့တော့ကျွန်တော်နောက်ဆုံး item ပဲဖြစ်ပါတယ်ဒါပြီးတော့ set တစ်ခုလုံးပြီးသွားပြီဖြစ်ပါတယ်ကြီးကြီးပါဒါပြီးတော့ tab ဆိုတာလွတ်လိုက်ပါမယ် okay သူကဖော်ပြပေးထားမျိုးရှိပါတယ် you have obtained all the social item reward key participating together random material pack ဆိုမျိုးပေါ်ပြပေးထားရှိပါတယ်။ Okay ဆိုတော့လုလိုက်ပါ။ဒီမှာကြည့်မယ်ဆိုရင်တော့ဒီက mini material pack တွေတွေ့မိရတာမျိုးရှိပါတယ်။ကြီးကြီးပါ။ဒါတော့ဆိုအိတ်ဆုနဲ့ပတ်သက်တဲ့ mini material ပဲဖြစ်ပါတယ်။ဒါကတော့ပေါ့ဗျာတနက် skin နဲ့ပတ်သက်တဲ့ mini material ပဲဖြစ်ပါတယ်။ဒါကတော့ matic fortune mini material ပဲဖြစ်ပါတယ်။ဒီကနေကြည့်မယ်ဆိုရင်တော့တီဇာပေါ့ပေါ့ဗျာတစ်ခုကတော့ guarantee အနေနဲ့ရရှိမှာဖြစ်ပါတယ်။ကန်ကောင်းနေဆိုရင်10ခုရရှိနိုင်တာမျိုးရှိပါတယ်။ဒီက material လည်းတူတူပဲဖြစ်ပါတယ်။10ခု၄ခု၃ခုပေါ့ဗျာစိုက်တလောက်ရရှိနိုင်တာဖြစ်ပါတယ်။နောက်တစ်ခုအိတ်ဆု material နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်10ခု၅ခု၃ခုပေါ့ဗျာစိုက်တလောက်ရရှိနိုင်တာဖြစ်ပါတယ်။ဖွ ွင့်နိုင်ဖွင့်နိုင်ပေါ်ပြတခုကတော့တေချာပေါ်ရရှိမှာဖြစ်ပါတယ်ဒီကောင်ကိုဖွင့်ဖို့ဆိုရင်တော့ဒီရဲ့စိတ်နှုန်းပေါ်ပြ1300မျိုးရှိပါတယ်ဆိုတော့အပေါင်းမှာနေလိုက်ပါမယ်ပြန်ပြီးမှကျွန်တော် graffiti တွေသွားလိုက်ပါမယ် graffiti တွေ file ကျော်တစ်ချက်လောက်ပြန်ရောင်းလိုက်ရအောင်ပဲဒီကနေကျော်ပါရရှိမလဲဆိုတော့ဒီကနေကြည့်မယ်ဆိုရင်တော့ဒီရဲ့ပေါ်ပြ mini material ရရှိသွားပြီဖြစ်ပါတယ်လုံးဝ free ရရှိတာဖြစ်ပါတယ်ဒီရဲ့ graffiti ကိုအသုံးပြုပြီးမှရရှိတာဖြစ်ပါတယ် skip ဆိုတာကျွန်တော်အရင်နှိပ်ထားလိုက်ပါမယ်အဲ့ဒါပြ open ဆိုတာလုပ်လိုက်ပါမယ်ဒီကနေကြည့်မယ်ဆိုရင်တော့ဒီကောင်ကိုရရှိသွားပြီဖြစ်ပါတယ် asus material လို့ပြောလို့ရပါတယ်ကျွန်တော်ထပ်တစ်ခါပေါ်ပြ open လုပ်လိုက်ပါမယ်ဒီကနေကြည့်မယ်ဆိုရင်တော့ဒီရဲ့ပေါ်ပြ asus material ကိုပြန်ပြီးရရှိသွားပြီဖြစ်ပါတယ် တခုကတော့ပေါ့ဗျာတကယ်ကျွန်တော်တေချာပေါ့ရရှိမှာဖြစ်ပါတယ်အဲအထက်ကတော့တကယ်ကျွန်တော်ကန်ပဲဖြစ်ပါတယ်နောက်ဆုံးတကယ်ကျွန်တော်ဒီက try လေးပါတယ်အသုံးမပြုဖြစ်ဘူးဆိုရင်လည်းပေါ့ဗျာဒီကောင်းလေးပေါ့ဗျာ refine လုပ်လို့ရတာမျိုးရှိပါတယ် okay ဆိုတော့လုပ်လိုက်ပါမယ်ဒီမှာကြည့်ရမယ်ဆိုရင်တော့ဒီရဲ့ပေါ့ဗျာ guarantee reward တွေပဲတွေးမိဟာတာမျိုးရှိပါတယ်ကျွန်တော်တစ်ခါသွားပါမယ်ဒီကနေကြည့်မယ်ဆိုရင်ဒီရဲ့ပေါ့ဗျာ guarantee အနေနဲ့ mini material တစ်ချောင်းရရှိသွားပြီဖြစ်ပါတယ်အဓိကအဖြစ်တော့ဒီက graffiti တို့ try လုပ်သုံးပါနောက်ဆုံးတကယ်ကျွန်တော်ဒီက outfit တွေပါတယ်မသုံးဖြစ်ဘူးဆိုရင်ဒီကောင်းလေးလဲဖို့ကျွန်တော်ပြောလို့ပါတယ်မားလဲမိမှာဆိုလို့ဒီက graffiti tab ကိုတေချာပေါ့ယူထားဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါတော့တကယ်ကျွန်တော်ပုံမှန်မူတည်တာဖြစ်ပါတယ်တချို့တကယ်ချင်းအနေနဲ့ mini material real 660ရောင်းရရှိသွားတဲ့တငွေချင်းတွေလည်းအများကြီးရှိပါတယ်ဗျာကြေးကြေးပါကျွန်တော်တို့အများကြီးရရှိသွားပြီဖြစ်ပါတယ် mini material နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့3ချောင်းရရှိသွားတာမျိုးရှိပါတယ်ဒီမှာကျွန်တော်ကတော့အကုန်လုံးလေးပြချင်ပါတယ်ဒိုင်မဲ့လေပေါ်ရာဗီဒီယိုကတော်တော်လေးကိုရှိသွားမယ်လို့ထင်ပါတယ်ကြေးကြေးပါ skip မလုပ်ဘဲသွားတော့မှ mini material ပေါက်အောင်မယ်လို့ထင်ပါတယ်ဒီပုံစံတငွေချင်းတွေအနေနဲ့ကန်ဆန်းလို့ရတာဖြစ်ပါတယ်ကြိုက်တလို့ဆန်းလို့ရပါတယ် event မှာပြီးမချင်းဆန်းလို့ရပါတယ် အဓိကအရေးကြီးတာတော့တကယ်ကျွန်တော်စီမှာဒီရဲ့ wealth များများရှိတယ် spin များများလောက်ရလေးပဲဖြစ်ပါတယ်ဗျအရေးကြီးဆုံးအချက်ကျွန်တော်ထပ်တစ်ခါပြောပါမယ်ဒီရဲ့ silver တို့ ag currency တို့နောက်တစ်ခုကပေါ်ရဒီမှာကြည့်မယ်ဆိုရင် scrap တွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒီရဲ့ scrap တွေပါတွေပေါ့ဗျဒီကောင်းလေးသွားပြီးမှပေါ်ရမသုံးပြီးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျဒါအရေးကြီးတာဖြစ်ပါတယ်ဘောက်လစ်ဆိုဒီကောင်းလေးသုံးမိသွားတယ်ဘာမှမရအောင်ဆိုရင်တော့အလကားပဲဖြစ်ပါတယ်ဘောက်လစ်ဆိုဒီကောင်းလေးသုံးမိသွားတယ်ဒီမှာလက်ချောင်းဘာမှမရလိုက်ဘူးဆိုရင်တော့အလကားပဲဖြစ်ပါတယ်ဒါကြောင့်ပေါ်ရ graffiti ကိုရွေးပြီးမှပဲဒီရဲ့ refine လုပ်ဖို့ကျွန်တော်ပြောလို့ပါတယ်ဗျနောက်တစ်ခုကညာဘက်မှာကြည့်မယ်ဆိုရင်ဒီရဲ့ကတ်ကိုတွေးမြင်ရတာမျိုးရှိပါတယ် unknown surprise reward ဆိုပြီးမှ ဖော်ပြပေးထားရှိပါတယ် unlock surprise reward ဆိုပြီးမှဖော်ပြပေးထားရှိပါတယ်ဒါတော့ဘာကိုပြောရလဲကျွန်တော်လည်းအဲ့လိုသဘောမပေါက်လိုက်ပါဘူးဗျာ solve puzzle according to the hints and follow the plan for a mysterious surprise reward ဆိုပြီးမှဖော်ပြပေးထားမျိုးရှိပါတယ်အောက်မှာကြည့်မယ်ဆိုရင် unknown surprise reward ဆိုပြီးမှ tip ပေါ့ဗျာ spree warrior ဆိုပြီးမှဒီကောင်တော့ spree warrior ရဲ့ဒီ popularity လား graffiti လားဘာလဲတော့မသိပါဘူးဒီလိုပုံစံတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ဒါကလေပေါ့ဗျာကျွန်တော်သိရင်တော့တခြားဗီဒီယိုမှာကျွန်တော်ထည့်ပြီးမှပြောပြပါမယ်လက်ရှိမှာတော့ကျွန်တော်လည်းဒါနဲ့ပတ်သက်ပြီးမှဘာမှ idea မရှိပါဘူးဗျာ okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်ခုပေါ်ပြပေးလိုက်တဲ့ event နဲ့ပတ်သက် ပြီးကောင်းကောင်းနားလေသဘောပေါက်သွားရေလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုမျက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ